21ရက်နေ့မှာငလျင် အကြီးကျယ်လုံပါလား21ရက်နေ့မှာငလျင် အကြီးကျယ်လုံနိုင်ကြီးမရှိဘူးလားအဲ့တော့ဒီဗီဒီယိုရဲ့အဆုံးမှာအတိအကျပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Magazine Founder CEO ကိုစောစောဖြစ်ပါတယ်အဓိက ျွန်တော်တို့ဒီတလောမှာစိုးရိမ်နေကြတယ်ဒီလထဲမှာငလျင်အကြီးကျယ်လုံမယ်မလုံဘူးကျွန်တော်တို့ဒီစိုးရိမ်ပူပန်မှုတွေနဲ့အာမင်းမျိုးသွားနေကြတာရှိတယ်အာတချို့အဆောက်အဦအမြင့်နေမှာမနေရဲကြတာရှိတယ်အာ ဒီစိတ်ဖိစီးမှုတွေအများစွာရှိဖြစ်နေတာတွေရှိကြပါတယ်အဲကျွန်တော်ဆိုကျွန်တော်ရဲ့ page ကဲ messenger မှာပဲဖြစ်ဖြစ်အရန်စိတ်ဖိစီးမှုတွေဖြစ်နေတဲ့သူတွေအရန်အထီးအရန်ပူလောင်နေတဲ့သူတွေစိုးရိမ်ပူပန်မှုတွေဖြစ်နေတဲ့သူတွေများစွာများစွာများစွာကိုကျွန်တော်တို့ရှိနေပါတယ်ဒါတွေဒီတကယ်တော့ဥပဒေကြောင့်ဥပရောက်တတ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီဒါကိုအဓိက ကျွန်တော်တို့ဖြေပြောက်ဖို့အတွက် လိုပါတယ် after strong mindset ကနေပြီးတော့ကျွန်တော်တို့ဒီ after strong mindset ဖြစ်အောင်လို့ကျွန်တော်တို့ လှုပ်ဖို့လိုအပ်ပါတယ်လှုပ်တဲ့ချိန်မှာအတိအကျဘယ်ကနေစလုပ်မလဲဆိုနံပါတ်1ကျွန်တော်တို့အတိအကျနံပါတ်1စိတ်တည်ငြိမ်အောင်ထားဖို့လိုပါတယ်ကျွန်တော်စိတ်ဒီငလျင်ကိုအတိအကျလက်ခံရပါပဲငလျင်ဒီကျွန်တော်တို့ရဲ့ထိန်းချုပ်မှုအောက်ထဲမှာမရှိပါဘူးကျွန်တော်တို့ဒီငလျင်ဒီကျူရင်ခတ်မှန်းလို့ရတဲ့အရာဆက်တိုင်းတာရတဲ့ဒါဒီအခုထိမြန်မာနိုင်ငံမှာလည်းမရှိလို့ကဘာမှာလည်းမရှိပါဘူးဒါကိုဘယ်နေ့မှလုပ်မယ်ဘယ်အချိန်မှဘလောက်လုပ်မယ်ဆိုတော့အာ မသေးကြမရေရတဲ့ကောလာဟာလာတွေဂျားထဲမှာအာကိုကဟိုတစ်တီးချွေလို့ရှိရင်ကဘာပြက်တယ်ဆိုတော့စိတ်နဲ့ကြိုပြီးတော့ဆွေကြိုပြီးတော့ပူဆွေးပြီးတော့အနာဂတ်တွေမဲ့အာညောင်းလင်းချက်တွေမဲ့နေပြီးတော့ energy တွေကုန်ဆုံးနေမဲ့အစားဒါတွေဒီအဖြစ်ရမယ်ကိုတိတိကျကျရှာကြည့်ပါဘူခဲမှာပဲဖြစ်ဖြစ်ချက်ကြည့်ပြီးမှာပဲဖြစ်ဖြစ်တေချာလေးလာကြည့်ပါတကယ်ရော ဒီတိုင်းလာတဲ့ဆက်တွေရှိရလားမရှိဘူးလားဆိုတာစုံစမ်းကြည့်ပါဒါပြီးပြီဆိုရင် ကိုကဒါကငလင်ဒီလာမှာပါငလင်ကြောင့်လူမသိတော့ပါဘူးငလင်ဒီလူကိုငလင်ကြောင့်လုံးဝမဟုတ်ပါဘူးတကယ်ကလူကိုအာကျွန်တော်တို့သုံးဆောင်နေတဲ့ပစ္စည်းကရိယာတွေကျွန်တော်တို့ဘေးပတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္ထုတွေကဒါလည်းကျွန်တော်တို့ကိုထိခိုက် စေတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဘေးမှာရှိတဲ့အရာဝတ္ထုပစ္စည်းတွေဒီကျွန်တော်တို့ကိုအန်ရမပြုတ်နိုင်တော့ပစ္စည်းမျိုးဖြစ်အောင်ကျွန်တော်တို့ဒီဖန်နီးထားမယ်တိဆောက်ထားမယ်စနစ်ချထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုဒီငလင်းတန်ကြောင့်အန်ရဘေးဥပဖြစ်တဲ့ရခိုင်နှုန်းဒီ99%လောက်နေတော့ပါလိမ့်မယ်။ဘာလို့လဲဆိုတော့တကယ်တက်တည်မြေပြင်မှာပဲကျွန်တော်တို့မဂဇီဒီအားလုံးတီးကြတဲ့အတိုင်းပဲ ျွန်တော်တို့မဂါဇီ7.7နှစ်ဆက်ရှိရနေ3လပိုင်2025ငလျင်မှာမှန်တစ်ချက်မှာကျွေလင့်သွားခြင်းမရှိဘူးဆိုတာတကယ်သက်သေပြနေတာပါအတိအကျတော့ 7S ပါဒီ 7S ကိုတာတည်တည်ချာချာ stretch out တိတ်ချာကောင်းအောင်လုပ်တန်ဖိုးထားမှုတိတ်ချာရေချရေ system တိတ်ချာချာ scale library scale professionality ထား strategy တိတ်ချဆွဲလေဘေးအတွက်လားရေဘေးအတွက်လားမီးအန်နေရလားငလျင်တဲ့အန်နေရလားဒါတွေအတွက်ကိုတိတ်တိတ်ချာချာစီမံပြီးတော့တိတ်ချဆွဲပါရေရှည်အတွက်နှစ်30ဒီခံလားနှစ်30နှစ်ဒီခံလားတိတ်တိတ်ချာချာပလန်ဆွဲပြီးမှတိတ်ချနေထိုင်ပါတိတ်တိတ်ချာချာ decoration တွေကအစတိတ်တိတ်ချာချာခိုင်မာမှုရှိအောင်ပြင်ဆင်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုအထိုက်လျောက်ကျွန်တော်တို့ဘီပတ်ဝင်ခြင်းအရာဝတ္ထုတွေကျွန်တော်တို့ကို ကာကွယ်ပေးမယ့်အရာပဲဖြစ်ရပါမယ်ကျွန်တော်တို့ကိုဒုက္ခပေးရမယ်ကျွန်တော်တို့ကြောက်လန့်ရမယ်အရာမဟုတ်ပါဘူးဒါဒီကျွန်တော်တို့ပြုလုပ်ထားတဲ့အရာတွေပါကျွန်တော်တို့လုတ်ပိုင်ခွင့်ကျွန်တော်တို့ထိန်းချုပ်မှုအောက်ထဲမှာရှိတဲ့အရာတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါကိုမကြောက်ရပါဘူးကြောက်စရာမလိုပါဘူးဒါဒီကျွန်တော်တို့ထိန်းချုပ်မှုအောက်ထဲမှာရှိပါတယ်ကျွန်တော်တို့ထိန်းချုပ်မှုအောက်ထဲမှာမရှိတဲ့အရာကိုလည်းကျွန်တော်တို့ လက်ခံရပါမယ်ရဲရဲကောင်းကောင်းမွန်မွန်ရင်ဆိုင်နိုင်ရပါမယ်ဒါဒီတဘာဝဘေးအန္တရာယ်တွေဖြစ်ပါတယ်တဘာဝဘေးအန္တရာယ်လိုင်းကျွန်တော်တို့ဒီဘလို့ရင်ဆိုင်ရမယ်ဆိုတဲ့ဟာတွေကျွန်တော်တို့ညာစွာကာဝေရမယ်ခင်မီကရိယာတွေနဲ့ကျွန်တော်တို့နေထိုင်လို့ကာဝေလို့ရမယ်အရာတွေအများကြီးရှိပါတယ်ဒါကြောင့်မို့အိမ်နေကားတွေအများများစွာများစွာကျွန်တော်တို့တည်ထွင်ထားတဲ့ကမ္ဘာပေါ်မှာတိတ်ပန့်နေကြအများကြီးတည်ထွင်ထားတဲ့အရာတွေရှိနေခြင်းဖြစ်ပါတယ် ။ဒါကြောင့်မို့လို့တင်ဒီဥပါဒံကြောင့်ဥပမရောက်အောင်အဓိကစိတ်ကိုတည်ငြိမ်အောင်ထားပါ။တဘာဝဘေးအန္တရာယ်တွေကိုလက်ခံပါ။ကိုယ်လက်ရှိရှိနေတဲ့ကိုယ်ဘေးပတ်ဝန်းကျင်ကိုစစ်ပါ။ quality ရှိပြီးတော့တကယ် structure ကောင်း structure ခိုင်တဲ့စစ်ပြီးတာ engineer အဖွဲ့အစည်းတွေနဲ့တကယ်စစ်ပြီးတာအဆောက်အဦတွေမှာကိုတွားလာပါ။အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီစိတ်က ဖြစ်เสียမလို့ပါဘူးကျွန်တော်တို့တွေအများတော့အဖြစ်ကျွန်တော်အန်နီယလာပြီဆိုပြေးချင်နေတာဒါတွေကျွန်တော်တို့နီလန်းအမှန်မဟုတ်ပါဘူးကျွန်တော်အန်နီယလာတိုင်းရှောင်ပြေးနေတာဒီကျွန်တော်တို့ရဲ့နီလန်းအမှန်လုံးဝမဟုတ်ပါဘူးကျွန်တော်ဒီတောင်ကြီးရောက်နေတာပါအဲ့ချိန်တော့ကျွန်တော်ငလင်လောက်တဲ့ချိန်ဒီနေ့လောက်တယ်ဆိုမနေ့ပြန်မနေ့ဆိုရတယ်ကျွန်တော်ဒီကိုရောက်အောင်လာပါတယ်ကျွန်တော်တို့ရောက်အောင်လာပါတယ်တခြားလူတွေထွက်ပြေးရဲ့အချိန်မှာကျွန်တော်တို့ကရောက်အောင်လာပါတယ် ဘာလို့လဲလို့ပြောရင်ကျွန်တော်တို့အနေရကိုကျွန်တော်တို့ကရင်ဆိုင်နိုင်စွမ်းရှိရမယ်ကျွန်တော်တို့ကလုပ်ငန်းရှင်ဖြစ်တယ်ကျွန်တော်တို့က CEO ဖြစ်တယ်နောက်အနာဂတ်ရဲ့ CEO တွေဖြစ်လာမယ်အနာဂတ်ရဲ့လုပ်ငန်းရှင်တွေဖြစ်လာမယ်ဘာလို့လဲဆိုကျွန်တော်တို့ပြန်လဲထူထောင်ရေးအဓိကနောက်နေမှုဖြစ်စေတဲ့အရာဒီကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာ strong မဖြစ်ခြင်းပါပဲအကြောင်းပေါ့ after strong mindset ဖြစ်ဖို့ဟာအရင်အရေးကြီးပါတယ် အခုကြည်နေတဲ့မိတ်ဆွေရော after strong mindset ရှိနေပြီလားရှိနေပြီဆိုလို့ရှိရင် strong mindset လို့ရေးခဲ့ပေးခဲ့ပါ ရှိဖို့စ조사နေပြီဆိုလို့ရှိရင် try mindset လို့ရေးပေးခဲ့ပါအဆုံးထိကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်တာယာပြောရှင်တော့မိုးရွာတော့နေလေးဖြစ်ပါစေ